အားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Captain Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့ရဲရင်တော့ជីကန်လေးပုံမြင်ပဲဖြစ်ပါတယ်ခင်ဗျာပုံမြင်လေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးလုပ်သွားပေးကြပါအောင်ဗျာတခါတုန်းကပျော်ဟိတ်ပုံနာကြီးတူဟာမင်းထံကိုအခစားဝင်ဖို့မြို့ပြင်ဘက်မှာရှိတဲ့မြစ်စိတ်မှာရေချိုးနေပါတယ်ကွယ်ရေချိုးပြီးတန့်စင်တဲ့အဝတ်အစားတွေကမြို့ရင်ကိုဝင်လာခဲ့ပါတော့တယ် ပုံနာကြီးဝင်လာတာကိုမြို့တကာထိတ်ဝါနာမနားနေတဲ့ကြီးနက်ကောင်ကမြင်ကြတာပေါ့ဗျာ။တကောင်တော်ကြီးကပုံနာပေါ်ကိုအညစ်အကြေးဆွန့်ချလိုကြောင်းပြောလိုက်တယ်။အဖော်ပါလာတော်ကြီးကမလုပ်ဖို့တားလိုက်တဲ့ကွယ်။ပုံနာကြီးဟာမင်းဆရာပရောဟိတ်ဖြစ်တယ်။မင်းထံအခစားဝင်တဲ့ပုံနာလေးဖြစ်တယ်။အာနာလည်းရှိတယ်။အာနာရှိသူနဲ့ရံဘက်ပြူတာငါတို့အကျိုးအတွက်မကောင်းဘူး။အဲ့ဒါကြောင့်တင်မလုပ်ပါနဲ့လို့ပြောလိုက်တဲ့ကွယ်။တိရစ္ဆာန်ဆိုတာကလည်းရှေ့နောက်ဘာမှကြည့်ရမဟုတ်ဘူးလေဗျာ။ တွားကျင်သွားမယ်လာကျင်လာမယ်စားကျင်စားလိုက်စွန့်ကျင်စွန့်လိုက်နဲ့လောက်တက်တဲ့တတဝမျိုးတွေပဲမဟုတ်ဘူးလားဗျာစင်ကျင်တုံတရားကလည်းနေတာကိုဗျအဖော်ကြီးကတားနေတဲ့ကြာကနေကြီးဟာပုံနာရဲ့ခေါင်းပေါ်ကိုအညစ်အကြေးတွေစွန့်ချလိုက်ပါတယ်ကွယ်ပုံနာလည်းအလွန်စိတ်ဆိုးဒေါရကြီးသွားတာပေါ့ဗျာပုံနာကြီးကလည်းကြီးဆိုးကြီးမိုက်တွေတနေ့ငါ့အကြောင်းကောင်းကောင်းတီးရမယ်လို့ပုံနာဟာကြီးရွေးအပေါ်ရညိုဖွဲ့လိုက်ပါတော့တယ်ဗျာတနေ့မှာတော့အမျိုးသမီးတယောက်ဟာစပါးတွေကိုနေလန်းနေပါတယ်ကွယ်အမွှေးရှိရှိနဲ့စိတ်တကောင်ဟာ နေလန်းထားတဲ့စပားကိုလဆားတာပေါ့ဗျာအမျိုးသမီးကလည်းစိတ်ကိုမောင်းထုတ်လိုက်ပါတယ်စိတ်ကစပားတွေကိုလေးချိန်မြောက်လဆားတဲ့အခါအမျိုးသမီးဟာစိတ်တူလာတော့ကြောင့်မိဖို့ကထင်စားနဲ့စိတ်ကိုကောက်ပေါက်လိုက်ပါတော့တယ်မိဟာစိတ်ရဲ့အမွှေးရှိတွေကိုဆွဲလောက်နေတာပေါ့ဗျာစိတ်ဟာဆွဲလောက်နေတဲ့မိကိုငြိမ်ဖို့စင်တင်ကုန်းနဲ့တွဲဆောက်ထားတဲ့မျက်ကိုတော်ရှိရာကိုပြေးပြီးမျက်တွေနဲ့မိတွေကိုပတ်တိုက်ပြီးငြိမ်ဖို့ကြိုးစားပါတယ်ဗျာစိတ်ကိုကမိဟာမျက်ချောက်တွေကိုကူပြီးအဲ့ဒီကနေတဆင့်စင်တင်ကုတ်ကြီးမိဆွဲသွားပါလိမ့်ရောတဲ့ကွယ် မိဟာမျက်ခိုးတောင်နဲ့စင်တင်ကုတ်ကိုလောင်ကျွမ်းပြီးအချားနရီကိုတော့မကုဆက်ပဲငိမ့်သွားတာပေါ့ဗျာစင်တွေဟာသူတို့ရဲ့ခြေတော့ကိုခတ်ထားခြင်းခံရတဲ့အတွက်ကြောင့်စင်တင်ကုတ်မိလောက်နေပေမဲ့ပြေလို့မရကြဘူးပေါ့ဗျာဒါပေမဲ့စင်ရဲ့ကြောကုံကထုတယ်လေအသက်ကိုမထိခိုက်ပေမဲ့မိလောက်တရာတွေကကြောကုံဘက်မှာရှိနေတာပေါ့ဗျာစင်ထိန်ဆရာတွေလည်းစင်တွေရဲ့မိလောက်တရာကိုကုသပေးကြတာပေါ့ဗျာသူတို့ဟာစင်ရဲ့ကြောကုံထက်မှာထိုင်ပြီးစီးနင်းကြရတာမို့ ကြောကုန်းအထက်ကအနာတွေဟာအလယ်အမြန်ပျောက်ဖို့လိုတယ်ဆိုတာကိုစင်စရာတွေကနားလည်ကြတယ်လေစင်စရာတွေလည်းစင်ကြောကုန်းကမီလောင်တန်ရာကိုပျောက်ခင်အောင်မကူတနိုင်ကြလို့ဘရင်ထံရှောက်တင်ကြတာပေါ့ဗျာဘရင်လည်းမူမက်ပရဟစ်တွေကိုစင်ကြောကုန်းကမီလောင်တန်ရာကိုကူတာပျောက်ခင်နိုင်မယ့်နီလန်းကိုမေးရတော့ပေါ့အဲ့ဒီအချိန်မှာကြီးရွေရဲ့ရညို့ဖွဲ့ထားတဲ့ပုံနာဟာအချက်တစ်ခုပေါ်ပြီးစဉ်းစားမိလိုက်တယ်ပုံနာကြီးကလည်းအရှင်မင်းတရားကြီးစင်ကြောကုန်းထက်ကမီလောင်တန်ရာကို ကြီးစီနဲ့တုတ်လိမ်ပေးပါကအမြန်ပြောက်ကင်တက်တာပါလိမ့်မယ်ဖះလို့ပုံနာကြီးကမင်းကြီးကို၆တင်လိုက်ပါတယ်ကွယ်ပုံနာရဲ့၆တင်စကားကြောင့်မင်းကြီးကကြီးတွေကိုဖန်ဆီးပြီးကြီးရဲ့အစီကိုထုတ်ကာစင်တွေရဲ့မီလောင်တန်ရာကိုကုသပေးဖို့အမိတ်ပေးလိုက်တာပေါ့ဗျာဘရင်ရဲ့အမိတ်အရာကြီးတွေကိုလိုက်ဖန်ကြအစီတွေထုတ်ကြနဲ့အုပ်အုပ်ကျွတ်ကျွတ်ဖြစ်ပါလိရောဗျာကြီးတွေဒါအမြောက်အများအဖမ်းခံကြရတယ်ကြီးရဲ့အစီကတော့လုံးဝမရရှိဘူးတဲ့ဗျာကြီးတိတွေကလည်းနေရာအနှံ့ကိုစုပုံနေတာပေါ့ အဲ့ဒီကြီးအုပ်စုတွေအတွင်းမှာရေရင်တဲ့ကြီးတကောင်လည်းရှိပါတဲ့။ရေရင်တဲ့ကြီးကငါမတပါငါအမျိုးတို့ကိုဘေးရန်ကကာကွယ်ပေးနိုင်မဲ့သူမရှိဘူးလို့စဉ်းစားမိတတ်တယ်လေ။အဲ့ဒါနဲ့ကြီးဟာဘရင်နဲ့တော့ရှီယာကိုပြန်တန်းလာခဲ့တယ်။အရေးအခြေကိုကြည့်ပြီးပြင်ပေါက်ကနေအတွင်ပိုင်းကိုတချိန်ထိုးပြေးဝင်လိုက်တယ်။မြင်တွေ့လိုက်ရတဲ့ဘရင်ရဲ့ပလင်အောက်မှာဝင့်နေလိုက်ပါတဲ့ဗျာ။အချိန်အနည်းငယ်ကြာပြီးအမောပြေချိန်လောက်မှကြီးဟာပလင်အောက်ကနေထွက်လာခဲ့ပါတဲ့ကွယ်။ပလင်အထက်မှာစံစားနေတဲ့မင်းကြီးလဲကြီးကိုမြင်တော့အံ့ဩသွားတာပေါ့။ ကြီးကမင်းကြီးကို အရှင်မင်းကြီးမင်းကြီးတို့မြည်သည်စဉ်စားဆင်ခြင်ပြုတင်ပါれမိမိပြုလုပ်သည့်အလုပ်ဟာတကယ်အကျိုးရှိမှလုပ်တင်ပါれအကျိုးမရှိဘဲအများဆင်းရဲရမည်ဆိုလျှင်မလုပ်ထိုက်ပါဘူးဟုကြီးကပြောလိုက်တယ်အရှင်မင်းကြီးကြီးတို့မြည်သည်အစီမရှိပါဘူးပုံနာကြီးဟာရန်ညိုးကြောင့်လိန်ညာလျှောက်တင်ခြင်းသာဖြစ်ပါတယ်လို့ရဲဝင့်စွာလျှောက်ထားတင်ပြလိုက်ပါတော့တယ်ဗျာရဲရင်နဲ့ကြီးရဲ့စကားကိုကြားရတဲ့အခါမင်းကြီးလည်းအမှားအမှန်ကိုခွဲခြားတည်မြင်သွားပါတယ်ဗျာအဲ့ဒါနဲ့ကြီးကို ရွှေအင်ပြင်ပေါ်မှာနေစီလက်မင်းတို့တုံးဆောင်တဲ့အစားစာကိုကျွေးမွေးဧည့်ခံပြီးတော့အတင်ကြီးကြီးတွေမှာအစီမရှိရသည့်အကြောင်းရင်းကိုကျွန်တော်အားရှင်းလင်းစွာပြောပြပြပါလားကျွန်ုပ်သိချင်ပါတယ်အဲ့ဒီအချိန်မှာရဲရင်တဲ့ကြီးကကျွန်ုပ်တို့ကြီးများမှာအမြဲထိတ်လန့်နေတော့စိတ်နှလုံးသားရှိကြပါတယ်ကြီးရဲ့တဘာဝကလည်းတတဝများကိုညှင်းဆဲတတ်ပါတယ်အဲ့ဒါကြောင့်ကျွန်ုပ်တို့ကြီးများမှာအစီမရှိရခြင်းဖြစ်ပါတယ်အဲ့ဒါလို့ပြန်လျှောက်တင်လိုက်တော့မင်းကြီးဟာတိချင်တာတိလိုက်ရလို့ကြည်နဲ့အားရသွားတာပေါ့ဗျာ ဲ့ဒီနောက်မှာရေရင်နဲ့ကြည်လဲအရှင်မင်းကြီးတတဝရီကိုမတက်ဖြတ်ပါနဲ့ဘိမဲ့ပေးပါလို့တောင်းခံပါရစေလို့ကြီးကထက်မှန်တောင်းဆိုလိုက်ပါတယ်ဗျာမင်းကြီးလည်းကြီးရဲ့တောင်းဆိုချက်ကိုလက်ခံလိုက်ပါတယ်မင်းကြီးကအတင်ကြီးကျွန်ုပ်ဤဥယျာဉ်မှာနေပါတင်တဲ့တကားကြီးအပေါင်းတို့ကိုနေ့စဉ်ကြွမိပါမယ်လို့ဆိုပြီးလူတန်းခွင့်တောင်းလိုက်ပါတယ်ကြီးလည်းမင်းကြီးရဲ့အလူဒါနာကိုလက်ခံလိုက်ပါတယ်ဗျာကြီးပေါင်းလည်းရေရင်နဲ့ကြီးရဲ့ခေါင်းဆောင်မှုအောက်မှာအီချမ်းစွာနေထိုင်တွားချတော့တဲ့ကွယ်ကလေးတို့ရေ ရေရင်တဲ့ကြည်လေးလိုကလေးတို့လည်းအမျိုးအနွယ်ကိုဆောက်ရှောက်နိုင်ကြပါစီဗျာပုံမြင်လေးကိုအဆုံးအထိအားပေးနားဆင်သွားကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ